ောပါကော်မရှင်ရဲ့လူသားချင်းစာနာတဲ့ကူညီမှုနဲ့လူသားဆိုင်ရာ ကာကွယ်ရေးအဖွဲ့အက်ကိုကမြန်မာနိုင်ငံရဲ့ဘာသာရေးလူမျိုးရေးပြိပခတွေအကျိုးဆက်တွေကိုစိုးရိမ်နေပြီး လူနည်းစုမွတ်စလင်ဒုက္ခသည်ရှစ်သိန်းဟာနိုင်ငံသားအခွင့်အရေးကိုခံစားခွင့်မရဘဲရှိနေတယ်လို့နိုဝင်ဘာ23ရက်နေ့မှာပြောဆိုလိုက်ပါပြီ။အက်ကိုရဲ့အစီရင်ခံစာဖော်ပြချက်အရရခိုင်ပြည်နယ်အတွင်းကလူနည်းစုမွတ်စလင်တွေဖြစ်တဲ့ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ်လက်ခံခိုင်းနေတာမဟုတ်ပဲသူတို့ကိုလူသားအဖြစ်ဆက်ဆံပြီးနိုင်ငံသားအဖြစ်လက်ခံပေးဖို့ဖြစ်တယ်လို့ညွှန်ကြားရေးမှူးချုပ်ကပြောဆိုခဲ့ပါတယ် Let's accept that there are sensitivities. But what I took comfort from was that in my conversations, there was the notion of the human being. That human beings that have been on this land for a generation, two generations, three generations, that if it is fairly certain that this can be documented, they have the rights to become citizens. And then I think we should perhaps not talk too much about labels because sometimes it's not necessarily helpful. My personal opinion is that people are allowed to call themselves what they want to call themselves, but the important thing is that they get citizenship. <laughs> နိုင်ငံရေးအရာစိတ်ဆက်ညှိနှိုင်းဖို့လိုအပ်နေကရခိုင်ပြည်နယ်မှာဥရောပကော်မရှင်ကထောက်ပံ့ကူညီမှုလုပ်တဲ့နေရာမှာဟိုဘက်ဒီဘက်90အရာခိုင်နှုန်းစီလှုပ်လို့လက်တွေ့မှာမရနိုင်ပဲလူနည်းစုမွတ်စလင်တွေရဲ့လိုအပ်ချက်ကပိုပြီးကြီးမားနေတယ်လို့ဆိုပါတယ် We are actually also uh, supporting actions to provide services to the Rakhine majority in some cases. But the real answer there is actually to get the development actors in and provide a real economic development perspective to the majority. Because I cannot give, let's say, 50 50 of the humanitarian assistance because the needs are in majority in the uh, minority areas where the Muslims are living. So that will have to stay, but I do understand that we need to help the community as such to develop. <laughs> လူသားချင်းစာနာထောက်ထားတဲ့ကူညီမှုကို2023ခုနှစ်မှာယူရိုငွေ48.6တန်းကျော်ပေးထားပြီး ရခိုင်ကချင်နဲ့ရှမ်းပြည်နယ်တွေအတွက်ယူရိုငွေ3တန်းထောက်ပံ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။မြန်မာနဲ့ဥရောပကြားအထူးအဖွဲ့အစည်းအဝေးကို ရန်ကုန်နဲ့နေပြည်တော်မှာပြီးခဲ့တဲ့သတင်းဘက်ကကျင်းပခဲ့ပြီးကူညီထောက်ပံ့မှုတွေတိုးမြင့်သွားဖို့ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာရခိုင်ပြည်နယ်မြောက်ပိုင်းက လူနည်းစုမွတ်စလင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာနဲ့မွတ်စလင်ဘာသာဝင်တွေကိုဆန့်ကျင်နေတာတွေရက်တန်းကရက်ဖို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေကတောင်းဆိုခဲ့ကြပါတယ်။